ချစ်တော်ညီကိုမောင်နှမတို့အားလုံးပဲခရစ်တော်နိုင်မင်္ဂလာမနက်ခင်းပါ။တာယာတော်မနက်ခင်းလေးမှာယေရှုနာမအားဖြင့်အားလုံးကိုဖိတ်ခေါ်ကောင်းချီးပေးပါရစေ။ဘုရားသခင်ထံတော်ဘဝမှလာတဲ့ငြိမ်သက်ခြင်းကောင်းချီး၊ကျမ်းမာခြင်းကောင်းချီး၊ကွယ်ကာမဆခြင်းကောင်းချီးမင်္ဂလာဒီ။အခုတရားသီတနာကိုနားထောင်တော့မဲ့သင်နဲ့သင်မိသားစုပေါ်မှာတယောက်ရဲ့တည်ရှိနေပါစေတော့လို့အိုးဆုံးမေတ္တာပို့ဆုတောင်းလိုက်ပါရစေ။ညီကိုမောင်မတို့အသက်ရှင်တော်တို့ဘက်တော်ကိုနားထောင်ဖို့ရအအိုးဆုံးအတူတူကဆုတောင်းကြပါစို့။ ကောင်းမြတ်ဆုံးလင်တော်မူ၏တာဓမြောက်ချစ်တော်မူတော်ဖဖရာကျေးဇူးတင်နေတညတာလုံးအိတ်ဆက်အနာယူခွင့်ရရတော်မကတာယာတော်မနဲ့ခင်မှာနိုးထားခွင့်အသက်ရှင်ခွင့်အသက်ရှင်တော်နှုတ်ဘတ်တော်ကိုကြားနာခွင့်ရတယ်ခုလိုနောက်ဆုံးတော့ကာလနီနီလေးမှာဖရာတရားကိုအမြဲတမ်းကြားနေရတဲ့အတွက်ကျေးဇူးတော်ကြီးလာပါတယ်လို့ဝန်ခံပါတယ်ဒီချိန်ဒီနာယူကိုတော်လက်တော်ထဲအနံပါတယ်တန်ရှင်တော်ဝိညာဉ်တော်ထမှန်ပွင့်ဖွင့်ပြလေအလင်းရစေပါဟောကြားတဲ့သူရောနားထောင်တော့ တော့သူရောအတူတကွာအလင်းရလက်အတ္တတာမှာတီဆောက်ဆရာအလင်းဖြစ်စေပါမိကြောင်းကယ်တင်ပါရှင်ယေရှုခရစ်တော်နာမအားဖြင့်အချိန်နာယူကိုစက္ကကြပါရီဖဖရာအာမင်ချစ်တော်ညီကိုမောင်မတော်ဒီကနေ့မနေ့အားလုံးနဲ့ဝင်ငါခြင်းတဲ့ခေါင်းစဉ်လေးကနောက်ဆုံးသောကာလနမိတ်ဖြစ်ပါတယ်နောက်ဆုံးသောကာလနမိတ်အပိုင်းတစ်ကိုဝင်ငါခြင်းပါတယ်နောက်ဆုံးသောကာလလို့ပြောလိုက်တဲ့အခါမှာခရစ်ယာန်တွေရဲ့အခြေခံယုံကြည်ချက်မှာ ကဘာပြက်တဲ့နေ့တနေ့ရောက်လာမယ်ဆိုတာလူတိုင်းလူတိုင်းခရိယန်တိုင်းယုံကြည်ရပါတယ်။ဘာကြောင့်လဲဆိုတော့တမာကျင်းစာရဲ့တွင်တင်ချက်အများကြီးထဲမှာတစ်ခုအပါဝင်ဖြစ်လို့ပါ။ဘာပါဝင်နေလဲဆိုတော့သခင်ယေရှုခရစ်တော်ပြန်လာမယ့်နေ့တနေ့ရောက်လာမယ်၊မှုချရောက်လာမယ်ဆိုတာယုံကြည်ရတာပါ ပါဝင်နေလို့တမာကျင်းစာထဲမှာ။ဆိုတော့အဲ့ဒီနေ့ကိုဘယ်သူမှမတိတိကျကျမသိရပါဘူး။ဘယ်အချိန်ခရစ်တော်လာမလဲဆိုတာဘယ်သူမှမသိကြပါဘူး။ ဒါပေမဲ့အယူလွဲမိတ်စာယူဝါဒတွေဒီယေရှုဟာတေယောမဖြစ်ပါတယ်ဆိုတော့အဖွဲ့တွေကတော့ခရစ်တော်လာပြီးပြီလို့ခေါ်ကြတယ်။ဒါတော့ထားပါတော့ဒါသူတို့ရဲ့မိတ်စာအယူလွဲဝါဒမဟုတ်လို့ပေါ့။ဒါပေမဲ့ဒီကနေ့တမာချင်းစာအရာတေတေချာချာကြည့်မယ်ဆိုရင်တခင်ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာမယ့်နေ့ကိုခြေဆောင်ခြင်းနေ့ကိုလည်းဘယ်သူမှမသိဘူး။မသိတဲ့အတွက်ကြောင့်ကျွန်တော်တို့တမာချင်းစာကိုလေ့လာပြီးတော့မှတမာတတိနဲ့နေရတယ်။အဲ့ဒီ နောက်ဆုံးသောကာလကိုဘယ်သူမှမသိပေမဲ့နောက်ဆုံးသောကာလရောက်လာတဲ့အခါမှာဘာတွေဖြစ်မလဲဆိုတာကိုတော့တမန်ကျမ်းစာထဲမှာအများကြီးဖော်ပြထားတာတွေ့ရတယ်။အင်မတန်အရေးကြီးတဲ့စကားဖြစ်တယ်ထပ်ကပြောမယ်နော်။နောက်ဆုံးသောကာလကိုဘယ်သူမှမသိပေမဲ့နောက်ဆုံးသောကာလဖြစ်လာတဲ့အခါမှာရောက်လာတဲ့အခါမှာဖြစ်ပြက်လာမဲ့အခြေအနေနဲ့နမိတ်လက္ခဏာတွေကိုတမန်ကျမ်းစာထဲမှာ ဖော်ပြပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ကနေစပြီးတော့မှနောက်ဆုံးသောကာလအကြောင်းတရက်ကို 3ချက်3ချက်လောက်ဝင်ငါသွားချင်ပါတယ်နောက်ဆုံးတော့ကာလနမိတ်15ချက်လောက်ရှိပါတယ်ဒီကနေ့ကတော့အပိုင်း1အနေနဲ့အချက်3ချက်ကိုဝင်ငါချင်ပါတယ်နောက်ဆုံးတော့ကာလရဲ့နမိတ်လက္ခဏာ3ချက်ကိုအရင်ဦးဆုံးဝင်ငါချင်ပါတယ်နံပါတ်1တစ်ချက် နောက်ဆုံးတော့ကာလရောက်လာတဲ့အခါမှာစစ်တိုက်ခြင်းများလာမယ်တဲ့ဗါတယ်လေနောက်ဆုံးတော့ကာလရောက်လာတဲ့အခါမှာစစ်တိုက်ခြင်းများလာမယ်တမာကျင်းစာရှိမယ်ဆိုရင်ကျင်းစာခဏလေးဖွင့်ဟားကြည့်ပါ ရှင်မာကုခရုဝင်ခန်းကြီး73ငယ်ခွန်ကနေရှင်းမတင်တို့ဒီတဲ့စစ်တိုက်ချင်းအကြောင်းကို၎င်းစစ်တိုက်ခံရတော့တည်င်းစကားကို၎င်းကြားရတော့အခါစိုးရင်တုံလုတ်ချင်းမရှိကြနဲ့ထို့တို့ဖြစ်ရမည်တို့တော့လေအဆုံးဒီမဖြစ်သေးလူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံရံပက်ပြူကြလိမ့်မည်အရရတို့၌မြေကြီးတုံလုတ်ချင်းဖြစ်လိမ့်မည်အစာခေါင်းပါချင်းဖြစ်လိမ့်မည်မငိမ်မတက်ချင်းတို့ဒီလေဖြစ်ကြလိမ့်မည်ထို့အမှုရာတို့ဒီဒုက္ခဆင်းရဲခြင်းအစအဦး ဖြစ်သည်တဲ့ဘေးတန်ကြီးကာလာရောက်လာတဲ့အခါမှာဘယ်လိုဖြစ်လာမလဲနောက်ဆုံးတော့ကာလာရောက်လာတဲ့အခါမှာဘယ်လိုဖြစ်လာမလဲဆိုတာအခုနောက်ဖတ်သွားတဲ့ကြမ်းချက်ထဲမှာအများကြီးပေါ်ပြသွားတယ်ဒါပေမဲ့ကျွန်တော်အအူးဆုံးအားလုံးကိုတတိပေးချင်တာကစစ်တိုက်ချင်းများဖြစ်လာမယ်ဗါတယ်လေနောက်ဆုံးတော့ကာလာမှာစစ်တိုက်ချင်းတွေများပြားလာမယ်အေးစစ်တိုက်ချင်းလို့ပြောလိုက်တဲ့အခါမှာအရင်တော့မရှိဘူးလားရှိပါတယ်ဒါပေမဲ့အခုနောက်ဆုံးတော့ကာလာမှာပို့ပြီးပို့ပြီးပို့ပြီးဖြစ်လာတယ် တည်င်းစကားတွေလည်းအများကြီးကြားရတယ်။ Okay ကျမ်းစာထဲမှာပြောတဲ့စိတ်စိတ်တိုက်ခံတော့တည်င်းစကားကို၎င်းကြားရတော့အခါဆိုတာရှော့ရှော့ပြောနေတာမဟုတ်ဘူး။အခုလူတိုင်းလူတိုင်းလက်ထဲမှာဖုန်းရှိနေတယ် Facebook ရှိနေတယ်တည်င်းကြည့်လို့ရတယ်။အရင်တုန်းကစိတ်တိုက်တယ်ဒါပေမဲ့ကျွန်တော်တို့တည်င်းစကားကြားရလားကောင်းကောင်း မကြားရဘူး။တယောက်စကားတယောက်ပြောပြီးသူဘာလဲတည်င်းစာဝယ်ဖတ်မှကောင်းကောင်းတည်ရတာအခုဆိုလို့ရှိရင်မတူတော့ဘူးအခုဆိုလို့ရှိရင်တည်င်းစာမဖတ်ရင်တောင်မှဗာလဲမျက်မြင်တွေ့နေရတယ် ဒီ line ပေါ်မှာလေ YouTube ကနေ Facebook ကနေ WeChat ကနေဒီ video ရိုက်မှာပို့လာတဲ့သူတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ပါဖြစ်လေဒါရိုက်ကြည့်လို့ရတယ်ဆိုလိုချင်တာကကျန်းစာကပေါ်ပြထားတာကရှော့ရှော့ပေါ်ပြထားတာမဟုတ်ဘူးနောက်ဆုံးတော့ကာလရောက်လာတဲ့အခါမှာလူတိုင်းလူတိုင်းကိုမျက်စိနဲ့တွေ့ရမယ်စစ်တိုက်ခံရတော့တည်င်းကိုကြားရမယ်စစ်တိုက်တဲ့အကြောင်းကိုလည်းကြားရမယ်အဲ့ဒါနောက်ဆုံးတော့ကာလဖြစ်လာအခုကျွန်တော်တို့ဗာလေအခုလက်ရှိခေတ်ကာလကိုကြည့်အောင် စစ်တိုက်တဲ့အရာများလာလားမများလာဘူးလား။အိုးတအားများလာတယ်။2017တော့မှာဒီဒီနှစ်ထဲမှာဆိုလို့ရှိရင်စစ်တိုက်တာတော်တော်များလာတယ်။နော်။တရုတ်နဲ့အမေရိကအစ္စရေးနဲ့ပါလက်စတိုင်းနော်ကုံကုံပြောမယ်ဆိုရင်အဝေးကိုမကြည့်ပါနဲ့ကုံကုံပြောမယ်ဆိုရင်ကျွန်တော်မြန်မာပြည်ရဲ့ပြည်တွင်းစစ်ဟိုးပြည်တွင်းစစ်မငြိမ်းနိုင်ဘူး။အခုထိပိုပြီးပိုပြီးပိုပြီးဆိုးလာတာတွေ့ရတယ်။ ဘီတွင်းစစ်ကိုကြည့်မယ်အပီပီဆိုင်ရာစစ်ကိုကြည့်မယ်နောက်ပြီးကဘာစစ်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးဒအန့်နောက်ဆုံးပြီးဆုံးသွားလိမ့်မယ်ဒီမြေကောင်းကင်မြေကြီးကအဆုံးတက်သွားလိမ့်မယ်ဒါကြောင့်နောက်ဆုံးတော့ကာလာရောက်လာတဲ့အခါမှာစစ်တိုက်ချင်းတွေများလာမယ် Okay စစ်တိုက်ချင်းတွေများလာတဲ့အခါမှာတည်င်းစကားကိုလည်းကြားတဲ့အခါမှာယုံကြည်သူခရိယန်တွေအနေနဲ့တဲ့မစိုးရိမ်မတုံလောက်ပါနဲ့တဲ့ဘာကြောင့်လဲဒီလားဒီအရာတွေကရှိကိုရှိရပဲအရာဖြစ်တယ် တမာကျင်းစာကိုနားလာနားထောင်ထားတဲ့သူဖတ်ထားတဲ့သူကစစ်တိုက်ချင်းများလာတဲ့အခါမှာကြောက်ပဲကြောက်နေတာမဟုတ်ဘူးချစ်ချင်းသူဘာလုပ်လဲတည်လားအိုးနောက်ဆုံးတော့ကာလာရောက်လာပြီပါလားငါကေတင်ချင်းစိတ်ချမှုရနေပြီလားဆိုတော့ကိုကူကိုစမ်းစစ်တယ်ငါဖယားမှုတော့ဘလောက်ပါဝင်ခဲ့ပြီလဲဆိုတော့ကိုကူကိုစမ်းစစ်တယ်ဒါကြောင့်ချစ်တော်ညီကိုမော်မော်တော့စစ်တိုက်ချင်းတွေအများကြီးဖြစ်လာတဲ့အခါမှာကိုကူကိုစမ်းစစ်ပါ နောက်ဆုံးတော့ကာလရောက်လာပြီဖြစ်တဲ့အတွက်ငါဖရာအမှုတော်အတွက်ဘလောက်ပါဝင်ခဲ့ပြီလဲငါကယ်တင်ခြင်းစိတ်ချနေပြီလားဒါအင်မတန်အရေးကြီးတဲ့စင်ချင်မှုပါအဲ့လိုစင်ချင်ရင်းနဲ့အသက်ရှင်ဖို့လိုတယ်ဟောစစ်တိုက်ခြင်းများလာပြီနောက်ဆုံးတော့ကာလရောက်လာပြီဆိုပြီးမှကျွန်တော်တို့လုံနေတဲ့အလုပ်ကိုပြစ်ဖို့ဆရာရဲမင်းကပြောနေတာမဟုတ်ဘူးနော်လုံဆရာရှိတာဆက်လုပ်ရမယ်စားဝတ်နေရေးအတွက်လုံဆရာရှိတာဆက်လုပ်ရမယ်ဒါပေမဲ့စားဝတ်နေရေးလုံဆရာရှိတာလုပ်ရင်းနဲ့ကျွန်တော်တို့တမာတတိနဲ့အသက်ရှင်ရမယ် ဩနောက်ဆုံးတော့ကာလာရောက်လာပြီလားဆိုတဲ့အရာကိုအမြဲတမ်းစိတ်တွင်းပြီးတော့မှဖယားတရားကိုလက်လွတ်ပဲနဲ့အမြဲတမ်းအမှုတော်မြတ်မှာတထောင်တနေရာကနေပါဝင်တက်ဖို့လိုပါတယ်ဒါအင်မတန်အရေးကြီးတဲ့အရာဖြစ်ပါတယ်ချစ်တော်ညီကိုမောင်မတော်ဆရာရဲမင်းရှောက်ရှောက်ပြီးမှခြောက်နေတာမဟုတ်ပါအားလုံးကိုကြောက်အောင်ခြောက်နေတာမဟုတ်ဘူးအားလုံးကကြောက်နေရင်တော့မှကျန်းစာကပြောထားတယ်မကြောက်ပါနဲ့တဲ့။ဘာကြောင့်လဲဒီຢာတွေရှိကိုရှိရမယ်တဲ့ လူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံရံပက်ပြူရမယ်တဲ့အရရဲ့တူလိုက်ကြီးစွာတော့မြေလုတ်ချင်းနေရှိလာမယ်ဆိုတော့ဆိုလိုချင်တာကနောက်ဆုံးတော့ကာလာရဲ့နမိတ်လက္ခဏာပထမအဦးဆုံးတစ်ခုတည်းစစ်တိုက်ချင်းများလာမယ်စစ်တိုက်ချင်းများလာမယ်တယောက်ကိုတယောက်လူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံရံပက်ပြူလာမယ်အဲ့ဒီခါမှာကျွန်တော်တို့ခရိယံယုံကြည်သူတွေကတတိထားတော့โอเค ဥပမာကျွန်တော်မနဲ့စောစောကြက်တော်နဲ့အော်အီအီအိုးဆိုကျွန်တော်တို့တတိထားရမှာကအော်မိုးလင်းပြီဆိုတာတတိထားရတယ်ဒီတိုင်းပဲစက်တိုက်ချင်းတွေပို့ပို့များလာတဲ့ခါမှာခရိယုံကြည်သူတွေတတိထားရမှာကနောက်ဆုံးသောကာလနီးလာပြီနောက်ဆုံးသောကာလရဲ့အချက်ပြတီပေါ်ပီပေါ်ပီပေါ်ဆိုမှအချက်ပြတဲ့အရာဖြစ်တယ်ဆိုတာခရိယံယုံကြည်သူတွေနားလည်ဖို့လိုတယ်စစ်တိုက်ချင်းပုံများလာပြီဆိုရင်မှကြောက်ပဲကြောက်နေဖို့မဟုတ်ဘူးအဲ့ဒီစစ်တိုက်ချင်းကဖခင်သခင်ကကျွန်တော်တို့တတိပေးနေတဲ့အ ဘုရားသခင်ကကျွန်တော်တို့တတိပေးနေတဲ့အချက်ပြမီဖြစ်တယ်ဟာလေလုယာ။ဒါကြောင့်ဘုရားသခင်ကိုယေရှုတင်ပါတင့်ကိုတမာတတိရှိအောင်နိုးစော်ပေးတဲ့အချက်ပြမီဖြစ်ပါတယ်စစ်တိုက်ခြင်းများလာတယ်ဆိုတာ။အခုခေတ်လက်ရှိမှာတင်ကြည့်လိုက်ပါစစ်တိုက်ခြင်းများမများတင်ကိုယ်တိုင်ပို့ပြီးမှသိမယ်နော်။ဒါကြောင့်ကျွန်တော်တို့တမာတရားကိုအမြဲတည်းနှလုံးသွင်းပြီးမှတမာတတိရှိရှိအသက်ရှင်နေပြီလားဆိုတာစင်ချင်ကြည့်ပါဒီနောက်ဆုံးတော့ကာလမှာ ဒုတိယတစ်ချက်ပြောမယ်နော်နောက်ဆုံးတော့ကာလနမိတ်နှစ်ပတ်နှစ်တစ်ချက်ဘာနမိတ်လက်ခဏာဖြစ်လာမလဲဆိုတော့ကူးဆက်ယောဂါတွေပေါ်များလာမယ်ဗါတယ်လေကူးဆက်ယောဂါတွေပေါ်များလာမယ်ချစ်တော်ညီကိုမော်မတော်တေချာကြည့်နော်ကူးဆက်ယောဂါပေါ်များလာမယ်ဆိုတော့အရင်တော့ကမဖြစ်နိုင်ဘူးလို့ထင်နေโอ้ကျွန်တော်တို့ဗါလေစီးပညာတလောက်ထုံးကားတဲ့27ရာစုမှာဘယ်လိုလို့ ကိုလိုမရတဲ့ယောဂပေါ်လာပါမလဲလို့လူတိုင်းလူတိုင်းခံယူနေတဲ့အချိန်နောက်ဆုံး COVID-19 ဖြစ်လာတဲ့အချိန်မှာလူတိုင်းလူတိုင်းရဲ့ဈေးပညာဘာလဲမြင့်မားပါတယ်ဆိုတဲ့အရာကမမြင့်မားနိုင်တော့ဘူးဒီကူးဆက်ယောဂထလာတဲ့အခါမှာကျွန်တော်တို့အာယုံရရမှာကဩနောက်ဆုံးတော့ကာလာရောက်လာပြီဆိုတဲ့ဟာကိုတတိတမာတတိရှိရမယ် ရှမပဲခရိယခန်းကြီး24အငယ်9မှာဘလို့ပြောလဲဆိုတော့လူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငယ်နဲ့တနိုင်ငယ်ရံပတ်ပြူကြလိမ့်မည်အရရတုံးနိုင်အစာခေါင်းပါခြင်းကာလနာများပြားခြင်းမြေကြီးတုံလှုပ်ခြင်းတို့ဒီဖြစ်ကြလိမ့်မည်ဒီမှာတတိထာတော်ချက်တော်ညီကိုမောင်မတော်အရရတုံးနိုင်အစာခေါင်းပါမယ်တဲ့ပြီးရင်ဘာဖြစ်မလဲကာလနာများပြားမယ်တဲ့ကာလနာများပြားမယ်ဆိုတာကူးဆက်ယောဂါကိုပြောတာ တမာချင်းစာထဲမှာအံ့ဩပွေရပဲနှစ်ပေါင်းရာချီကလေးကနောင်ကာလနောက်ဆုံးသောကာလရောက်လာတဲ့အခါမှာစစ်ဖြစ်တာများပြီးတော့မှတခုအပါဝင်ဖြစ်တဲ့ကူးဆက်ယောဂါတွေဖြစ်လာမယ်တဲ့အဲ့ဒီကူးဆက်ယောဂါတွေပေါ်များလာတဲ့အခါမှာသင်တို့ဟာတတိထားပါတဲ့နောက်ဆုံးသောကာလရောက်လာပြီဆိုတာโอเคနောက်ဆုံးတော့ကာလကအဝေးကြီးမှမထင်နဲ့เนาะကျွန်တော်တို့အရှိမရောက်နေပြီဒီကနေ့မျက်မှောက်ကာလကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ရှိမရောက်နေပြီ နီးနီးလေးမှရှိနေပြီအခုတော့ကျွန်တော်အမြဲတမ်းစဉ်းစားမိတယ်ဖယားသခင်ကဘာလဲဒီဘာလဲအမှုတော်ဆောင်တွေကိုခဏခဏခေါ်တော်မူခြင်းလုပ်နေတာနောက်ဆုံးတော့ကာလတကယ်ရောက်နေပြီလားလို့ကျွန်တော်အမြဲတမ်းတမာတိထားမိတာပဲချက်တော်ညီကိုမှမတော့ကိုယ်ဆက်ယောဂပေါ်များလာပြီဆိုတာနဲ့ကျွန်တော်တို့ကြောက်နေဖို့မဟုတ်ဘူးကိုယ်ဆက်ယောဂကိုကျွန်တော်တို့တစ်ခါတလေကြောက်ရမှမှန်တယ်ဒါပေမဲ့အရေးကြီးတဲ့အရာကိုတစ်ခုကိုမမေ့ပါနဲ့အဲ့ဒါကတော့ ယုံကြည်ခြင်းတရားအတိုင်းဒါဒီနောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာဖြစ်တယ်ဆိုတာတတိထားပါတတိထားပါကျွန်တော်ဒီကနေအားလုံးကိုတတိပေးပါတယ်သင်ဒီဘာအလုပ်ပဲလုပ်နေလုပ်နေဘာပဲဘာပဲဖြစ်နေဖြစ်နေယုံကြည်သူခရိယမန်နေဆိုရင် နောက်ဆုံးသောကာလကို အမြဲတမ်း ready ဖြစ်နေဖို့သင်အမြဲတမ်းပြင်ဆင်ထားပါ အခုချိန်ချစ်ချင်းဘုရားသခင်တင့်ကိုခေါ်တော်မူခြင်းခံရမယ်ဆိုရင်တင် ready ဖြစ်နေပြီလား ဖရားရေကျွန်တော်ဒါမလုပ်ပြီးသေးဘူးကျွန်တော်ဟောဝါမလုပ်ပြီးသေးဘူးလို့ပြောလို့မရပါဘူးယုံကြည်သူခရိယန်တွေက ready ဖြစ်နေရမယ်ဥပမာဆရာယေမင်းအခုချက်ချင်းဖရားသခင်ကခေါ်တော်မူခြင်းလုပ်မယ်ဆိုရင်ဆရာယေမင်းက okay ပြောရတယ်ဆရာငါမိမရှိတယ်တမီးရှိသေးတယ်ငါအတင်းတော်လည်းရှိသေးတယ်လုပ်လို့မရဘူးအမြဲတမ်း ready ဖြစ်နေရမယ်ဖရားခေါ်တာကို ဘာကြောင့်လဲဆိုတော့နောက်ဆုံးတော့ကာလာရောက်လာတဲ့ခါမှာဘေးတန်ကြီးကာလာရောက်လာမယ်အဲ့ဒီဘေးတန်ကြီးကာလာကို မကြော်စီခြင်းလို့မခံရခြင်းလို့ဘုရားသခင်ကသူ့ချစ်တဲ့သားသမီးတွေကိုဘာဖြစ်လဲအဲ့ဒီဘေးတန်ကြီးကာလာလွတ်မြောက်အောင်ခေါ်တော်မူခြင်းလုပ်ပါပဲအဲ့ဒီပါလေအဲကျွန်တော်တို့ခြီဆောင်ခြင်းလာတဲ့ခါမှာမစ္စတမိန်နဲ့အားလုံးပါသွားလိမ့်မယ်လို့ကျမ်းစာထဲမှာပါတယ်နော် မတီမတီတော့တဲ့သူတွေเนาะကျွန်တော်တို့ခုအသက်ရှင်နေတဲ့သူတွေမျက်စိတမိတ်ထဲမှာအားလုံးပါသွားမယ်တဲ့ယုံကြည်ယုံကြည်ကေယုံကြည်ပြီးကေတင်ချင်ရတဲ့သူအားလုံးအားလုံးမျက်စိတမိတ်ထဲမှာခြီဆောင်ချင်းထဲမှာပါသွားမယ်ဒါပေမဲ့အခုတော့ခြီဆောင်ချင်းမဖြစ်သေးဘူးဘာကြောင့်လဲဆိုတော့ခြီဆောင်ချင်းဖြစ်လာပြီဆိုလို့ရှိရင်နေရင်ထိုင်ရင်လည်းဘာဖြစ်လဲမျက်စိတမိတ်အတွင်းမှာဒီလိုထိုင်ရင်တည်သွားတဲ့သူတွေကျွန်တော်အများအပြားတွေ့ရလိမ့်မယ် မျက်စိတမိတ်သွင်းမှာခေါ်တော်မူခြင်းခံရတဲ့အခါမှာမျက်စိတမိတ်သွင်းမှာဝိညာဉ်ကကိုလုံးကနေထွက်သွားတဲ့အခါမှာကိုလုံးကအဲ့မှာပဲတည်ခဲ့မှာလေနေရာမှာပဲတည်ခဲ့ရမှာလေဒါကြောင့်ခေါ်တော်မူခြင်းမရောက်လာသေးဘူးတကယ်လို့ခေါ်တော်ဒီအော်ခြီဆောင်ခြင်းခြီဆောင်ခြင်းမရောက်လာသေးဘူးတကယ်လို့ခြီဆောင်ခြင်းရောက်လာပြီဆိုရင်ကျွန်တော်တို့ကြားရလိမ့်မယ်ကျွန်တော်တို့အမိသားစုထဲမှာကျွန်တော်တို့ရဲ့အသင်းတော်ထဲမှာနေရင်ထိုင်ရင်းနဲ့ပါဖြစ်လေတည်သွားတဲ့သူတွေအများအပြားတွေ့ရလိမ့်မယ်အဲ့ဒါဆိုရင်တတိထားတော့ခြီဆောင်ခြီဆောင်ခြင်းရောက်နေပြီဆိုတာတတိထားတော့ မျက်စိတမိတ်အတွင်းမှာခြိဆောင်ခြင်းလာလာလိုက်မယ်နော်နောက်ဆုံးတော့ကာလာရောက်လာပြီဟေးဆိုရင်ခြိဆောင်ခြင်းကနီးလာပြီတတိထားပါ ကိုခြိဆောင်ခြင်းမှမပါသွားဘူးဆိုလို့ရှိရင်ကျွန်တော်တို့မျက်ရည်မျက်ခွဲ့နဲ့ကြံနေရမယ်ဒါကြောင့်အခုဘာအလုပ်ပဲလုပ်နေတင်ပါလူမျိုးပဲဖြစ်ဖြစ်နော်ချီဆောင်ချင်းမှာပါဝင်နိုင်ဖို့ရဲ့နောက်ဆုံးသောကာလမှာတမာတတိနဲ့အသက်ရှင်ပါ။ဘာတဲ့လဲ။ဖယားတရားကို ပါဝင်ပါတတောင့်တနေရာကနေအမြဲတမ်းယုံကြည်ခြင်းခိုင်ခန့်စေပါ။ ဆုတောင်းပါချီးမွမ်းပါဥပ္ပုကူကွယ်တဲ့အတ္တမမေ့လျော့ပါနဲ့ဒါဒီကျွန်တော်တို့ဒီကနေ့ပြောမယ်ဒုရယအချက် နောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးတစ်ချက်ပြောမယ်နော်မိစ္ဆာပရောဖက်နေခရစ်တော်အတူပေါ်လာတယ်နောက်ဆုံးသောကာလရဲ့နပတ်၃နမိတ်လက္ခဏာတစ်ခုကမိစ္ဆာပရောဖက်နေခရစ်တော်အတူပေါ်လာရှမတ်တေခရစ်ခန်းကြီး24အငယ်9မှာဘယ်လိုပြောထားလဲဆိုတော့ အများတော့သူတို့ကငါဒီခရစ်တော်ဖြစ်ဤဟုဆိုလဲငါ့ရဲ့အယောင်ဆောင်ကိုစောင်ရွက်ပေါ်လာတဲ့ဖြစ်လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်တဲ့ရှင်မာကုခရစ်ဝင်ခန်းကြီး73ငယ်22မှာလည်းဘလို့ပြောလဲဆိုအเจ้าမူကခရစ်တော်ဤအယောင်ကိုစောင်တော်သူနေမိဆာပရောဖက်တို့ဒီပေါ်လာ၍ရွေးချယ်တော်သူတို့ကိုပြူကြလိမ့်မည်တဲ့ချက်တော်ညီကိုမောင်တော် တမာကျင်းစာထဲမှာနှစ်ပေါင်းရာချီကလေးကကျွန်တော်တို့ကိုကြိုတင်တတိပေးထားတယ်။နောက်ဆုံးတော့ကာလမှာငါဟာယေရှုဖြစ်တယ်ဆိုတဲ့သူတွေအများကြီးပေါ်လာမယ်တဲ့။နော်။ Okay ရှင်းတယ်နော်။ငါဟာယေရှုဖြစ်တယ်လို့ပြောမှပေါ်လာမယ်အများကြီး။နောက်ပြီးတော့မှတရားဟောဆရာတွေလည်းတရားကိုကောင်းကောင်းမဟောဘဲနဲ့လွဲမားစွာဟောတဲ့သူတွေအများကြီးပေါ်လာမယ်တဲ့။အဲ့ဒါကိုမိတ်ဆာပရောဖက်လို့ပြောတယ်။ ဒီကနေ့များဆိုတော့ခရီးရန်တွေကမိဆာပရောဖက်နောက်လိုက်နေတာတော့မှကိုကိုကိုမသိဘူးတခါတလေဆရာတို့တတိတော့ပေးမိပါတယ်ဆရာတို့တော့မှဘာဖြစ်လဲဖားရီရှဲတို့ဘာလို့ဆွဆွဲတာတွေရှိတယ်နော်ဒါပေမဲ့ဆရာတို့ကဒီပါလေဒီအရာတွေကိုတော့စိတ်ထဲမှာမထားပါဘူးမေတ္တာနဲ့ပဲအမြဲတမ်းတတိပေးတယ်လမ်းလွဲနေပြီဆိုတာဒါပေမဲ့လမ်းလွဲနေပြီဆိုတော့ပြောမှသူများကိုတတိပေးတာမလွယ်ဘူးအစဲပြန်ခံရတယ်ဆရာတို့ကသူများကိုထောက်ပြရအောင်ဆရာတို့ကသူများကိုတိုက်ခိုက်ရအောင်ဆရာတို့က ဖာရိရှဲလူမျိုးပဲဆိုပြီးမှပြောခံရတာလည်းရှိတယ်။ဒီဆရာကမားပါတယ်နော်။ဒီဆရာကိုတတိထားပါ။ဒီဆရာတော့မလိုက်ပါနဲ့။ဒီဆရာဒီနဲ့ရှောင်ပါလို့တတိပေးတဲ့အခါမှာဆရာတို့ကိုယ်တိုင်ကပါလေအမုန်းခံရတာရှိတယ်။ဒါကြောင့်အမှုတော်ဆောင်တယောက်ဆိုတာအမုန်းခံရတာမဆန်းပါဘူး။အမှုတော်ဆောင်တယောက်ရဲ့အလုပ်ကအမုန်းခံရတဲ့အလုပ်လည်းပါတယ်။တကယ်လို့အမှုတော်ဆောင်တယောက်ကအမုန်းမခံရဘူးဆိုရင်တေးချတယ်။သူသူသူများကိုတခါမှတတိမပေးဘူး။ တတိထားတော့ကျွန်တော် group ထဲကအမှုတော်ဆောင်တွေဒီပါလေကျန်းစာចောင်းသူចောင်းသားတွေအမှုတော်ဆောင်ဆိုတာသူတပားကိုတတိပေးရတယ်တတိရှိရှိတတိပေးရတယ်မားမားပြီဆိုတာမားပြီဆိုတဲ့အကြောင်းကိုတတိပေးရရတယ်သူတပားကိုကိုမုံလာတယ်ဆိုရင်လည်းပြုံးပြရတယ်ရန်ကုန်ရန်နဲ့မတုံ့ပြန်ရအောင်ကျွန်တော်ကိုယ်တိုင်လက်တွေ့အဲ့လိုခံစားရတဲ့အတ္တတဲ့မှာကိုကမေတ္တာနဲ့ထောက်ပြပါတယ်ဒီဆရာကြီးနဲ့ရှောင်ပါတော့ဒါကြီးကတမာကျန်းစာနဲ့မငြိညွတ်ဘူးလို့ပြောတဲ့အခါမှာ ဆရာကွာဆရာအချင်းချင်းဘာလို့တိုက်ခိုက်တာလဲဆိုပြီးတော့မှပြောခံရတာရှိတယ်ချစ်တော်ညီကိုမောင်မတော်ဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာမထားပါဘူးဘာကြောင့်လဲတမာချန်းစာကပြောတယ်စိတ်ထဲမှာရန်ညိုးမထားရဘူးမေတ္တာနဲ့ပဲတတိပေးရမယ်တိုးတွေလန်လွဲနေတဲ့ခါမှာတတိပေးရမယ်ဘာကြောင့်တိုးတွေလန်လွဲတာလဲနောက်ဆုံးတော့ကာလမှာလန်လွဲတဲ့သူ ရှိလာမယ်လို့ပြောပြီးသားမိစ္ဆာပရောဖက်နိခရစ်တော်အတူပေါ်လာမယ်လို့ပြောပြီးသား အခုကျွန်တော်တို့အကြီးမားဆုံးသောမိစ္ဆာပရောဖက်ကိုခရစ်တော်အတူကိုပြပါဆိုရင်အနန္တတကူရှင်ဘုရားသခင်အသင်းတော်ဆိုတဲ့ဒီတယုတ်ပြီးကလာတဲ့အဖွဲ့အစည်းကိုပြောရမယ်။ဆရာခဏခဏပြောတယ်လေနော်ဒီအကြောင်းကိုတယုတ်ပြီးကနေလာတဲ့ဒီအနန္တတကူရှင်ဘုရားသခင်အသင်းတော်ဆိုတဲ့ဒီအဖွဲ့ကတယုတ်မကိုယေရှုလို့သူတို့ကလက်ခံတာ။သူတို့အဖွဲ့အစည်းမှာပါဝင်တဲ့သူတွေအများကြီးရှိမယ်နော်သူတို့ group ထဲမှာပါဝင်တဲ့သူတွေလည်းအများကြီးရှိမယ် နောက်ဆုံးသူတို့ group ထဲမှာ၄၅လ၄၅6လပါဝင်သွားတဲ့သူဆိုရင်စုတောင်းရင်တော့မှယေရှုနာမနဲ့မတောင်းရတော့ဘူးအနန္တတကူရှင်နာမနဲ့တောင်းရတာစုတောင်းရင်တော့မှယေရှုကိုသူတို့ရဲ့ယုံကြည်မှုကနေပယ်လိုက်တာယေရှုကအနန္တတကူရှင်ဖြစ်သွားပြီတဲ့အခုခေတ်မှာတယုံမာကနေလာတယ်တဲ့ဒါကြောင့်ဗာလေဒီတယုတ်ပြီကတယုံမာရန်ရှောင်ပင်ကယေရှုလူစားတိဒုတိယအကြိမ်ခံလာတာတဲ့ သူတို့ရဲ့ယုံကြည်မှုကယေရှုဒုတိယအချိန်ကြွလာတာကဒီပါလေကောင်းကင်ကနေတိမ်စီးပြီးတော့မှကြွလာတာမဟုတ်ဘူးသူတို့ရဲ့ခံယူချက်ကယေရှုဒုတိယအချိန်လူစားတိလာခံယူတာကလူလာလောက်တာ ပြန်တစ်ခါလူလာလောက်တာโอเคဒါကြောင့်တယုတ်ပြီမှာတယုတ်မကယေရှုပဲလို့ခံယူတယ်ညီကိုမောင်မတို့တတိထားနော်ဒီအဖွဲ့အစည်းကအရင်တော့ကျွန်တော်တို့ကြားပဲကြားဘူးလားအခုကျွန်တော်တို့မျက်မျက်စိရှိမှရောက်လာပြီသူတို့ရဲ့ကျန်းစာတွေသူတို့ရဲ့အသင်းတော်တွေမြန်မာပြည်နေရာအနှံ့မှာရောက်နေပြီ ထူးတစ်ဖြစ်ဝပီနေမှာဆိုလို့ရှိရင်လူတွေအများကြီးဝစာနေတော့မှဘာသာပြန်ပြီးတော့မှအသင်းတော်တွေထောင်ထားတယ်လို့ကြားရတယ်။အင်မတန်ရှင်လေးစရာပဲ။ဒါနောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာပဲ။ရှင်းတယ်နော်။နောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာ။ဒီရတွေပေါ်လာရမှာပဲ။မိစ္ဆာပရောဖက်ပေါ်လာရမယ်။ခရစ်တော်အတုပေါ်လာရမယ်။ဒါကြောင့်သူတို့ကိုတကူးတကသွားမှာ ဘာလဲတိုက်ခိုက်အထူးတော့တိုက်ခိုက်ဆရာမလို့သူတို့အိမ်သွားမှာဟုတ်ဘာလဲဒုတ်တွေဓာတ်တွေနဲ့သူတို့ကိုလိုက်တိုက်ဆရာမလို့ကျမ်းစာထဲမှာပြောပြီးသားပဲဒီလူတွေအခွင့်တော်ရှိတယ်ဘုရားသခင်ရဲ့အခွင့်တော်အခွင့်တော်ဆိုတော့ဘုရားသခင်ခွင့်ပြုထားတာထွက်လာဖို့ဒါပေမဲ့ဘုရားသခင်ရဲ့အလိုတော်တော့မဟုတ်ဘူးအလိုတော်နဲ့အခွင့်တော်အကြောင်းနောက်တည့်တခါပြောမယ်နော်အခုလောလောဆယ်ပြောပြချင်တာကမိစ္ဆာပရောဖက်နဲ့ခရစ်တော် အတူအယောင်တွေကနောက်ဆုံးတော့ကာလမှာရှိလာရှိကိုရှိလာရမယ်အဲ့ဒါကအထူးတစ်ဖြစ်ယုံကြည်သူတွေကိုပါဖြစ်လေတတိပေးတာ ဒီຢာတွေထွက်လာပြီဟဲ့ဆိုတာနဲ့နောက်ဆုံးတော့ကာလာပိုပိုနီးလာပြီဆိုတာတတိထားပါဒါကြောင့်တမာကျင်းစာကိုနားထောင်တဲ့အခါမှာကျွန်တော်တို့ကလေအိုးမနေ့တိုင်းတရားဒီနာနားထောင်တယ်ခွန်အားရလိုက်တယ်လို့ထင်နေပေမဲ့လေတခါတလေကျွန်တော်တို့နားထောင်နေတဲ့ဆရာကမိတ်စာပရောဖက်ဖြစ်နေတတ်တယ်โอเคကျွန်တော်ထပ်ပြောမယ်နော် ကျွန်တော်တို့ကဝိညာဉ်ရတာအစာငဲ့လို့လိုက်စားမိပါတယ်နားထောင်မိပါတယ်ကျွန်တော်တို့နားထောင်နေတဲ့ဆရာတွေကဘာဖြစ်လဲမိတ်စာပရောဖက်ဖြစ်နေတတ်တယ် ကျွန်တော်တို့က group ထဲမှာဩအသင်းတော်လိုလိုပါဝင်နေတယ်နောက်ဆုံးကျွန်တော်တို့ပါဝင်နေတဲ့ group ကအနန္တတကူရှင်ဘုရားသခင်အသင်းတော်ဆိုတဲ့မိတ်ဆာ prophet အသင်းတော်ဖြစ်နေတတ်တယ်သူတို့ကခရစ်တော်ကိုကူးကွယ်တဲ့လူတွေမဟုတ်ဘူးရန်ရှာပင်းဆိုတဲ့ဒီတယုံမကိုကူးကွယ်တာတယုံမကယေရှုပါလို့ခံယူတဲ့အဖွဲ့တွေဖြစ်နေတတ်တယ်ဒါကြောင့်တန်မာတတိရှိပါလို့ကျွန်တော်ခွန်အားပေးခြင်းနဲ့เนาะ နောက်ဆုံးသောကာလမှာဒီလိုနမိတ်တွေဖြစ်လာမယ်ဒီလိုတက်တည်တွေဖြစ်လာမယ်ဒီလိုဖြစ်ပြက်မှုတွေပေါ်လာတဲ့ခါမှာတင်ဒီတမာတတိရှိတော်သူ ဖြစ်စေပါလို့ကျွန်တော်ခွန်အားပေးပါတယ်ဒါနောက်ဆုံးတစ်ချက်ဖြစ်ပါတယ်ဒီကနေ့ပြောမယ်နောက်ဆုံးတစ်ချက်ဖြစ်ပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးမှနားမလည်တာရှိရင်ကျွန်တော်အောက်ကိုအပ်ပြီးမှမေးမြန်းလို့ရတယ်နော်ဆိုတော့ဒီကနေ့ညကုံချုပ်ရအောင်နော်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကနောက်ဆုံးသောကာလနမိတ်အပိုင်း1ဖြစ်ပါတ နောက်ဆုံးသောကာလနမိတ်လက္ခဏာအပိုင်း၁ကစစ်တိုက်ခြင်းများဖြစ်လာနော်စစ်တိုက်ခြင်းတွေတအားများလာမယ်စစ်တိုက်ခြင်းပိုများလာလေကျွန်တော်ယုံကြည်သူတွေပိုပြီးမှတမာတတိရှိရမယ်ဘုရားတရားနဲ့အမြဲတမ်းအသက်ရှင်ရမယ်နံပါတ်1ကူးဆက်ရောက်ယောဂါတွေပေါများလာမယ်โอเคပိုပြီးပိုပြီးပေါများလာမယ်ဒီနေ့ပြောသွားတဲ့နောက်ဆုံးတစ်ချက်ကမိတ်ဆာပရောဖက်နဲ့ခရစ်တော်အတူတွေပေါ်လာမယ်တတိထားပါအခုပေါ်နေပြီပေါ်လာမယ်လို့မဟုတ်တော့ဘူးအခုပေါ်နေပြီ ခရစ်တော်အတုတွေပေါ်နေပြီမိတ်ဆာပရောဖက်တွေအများကြီးပေါ်နေပြီဒါကြောင့်ခရိယန်တွေပဲဆိုပြီးမှလိုက်ပါဝင်နေတဲ့သင်ပါဝင်နေတဲ့နေရာကိုသင်နားလေပါသင်ကလေခရိယန်တွေပဲကျမ်းစာအကြောင်းပြောတာပဲဆိုပြီးမှလိုက်ပါဝင်နေတယ်ဆိုရင်ဘူးမတိဘာမတိပါဝင်နေတယ်ဆိုရင်သင်ပါဝင်နေတဲ့နေရာကမိတ်ဆာပရောဖက်ဖြစ်ကောင်းဖြစ်နေမယ်ဒီ ဘာလဲမိစာအတင်းတော်ဖြစ်ရင်ဖြစ်နေမယ်တတိထားပါတင်နာမလဲဘူးဆိုရင်ဆရာကိုလာမေးပါတင်ပါဝင်နေတဲ့နေရာကမမမမဆရာတို့ကြည်ပေးလို့ရတယ်နော်ဆိုတော့နောက်ဆုံးတော့ကာလမှာအင်မတန်တတိထားဖို့ရန်အတွက် အပိုင်းတစ်အနေနဲ့ဒီကနေ့ဝင်ငါသွားတာဖြစ်ပါတယ်တမာတတိရှိပြီးတော့မှဘုရားသခင်ကိုအမြဲတမ်းယုံကြည်ခြင်းခိုင်မာနေပြီးတော့မှ ready ဖြစ်နေတော်သူများဖြစ်စီဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းဤကုံချုပ်လိုက်ပါတယ် နားဆင်သွားတဲ့သူအရောက်ချင်းစီတန်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့အာမင်